ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာဘေဂျန်တာပါဝင်ပစ္စည်းများ1မီလီလီတာလင်ပါဝင်မှု Amoxicillin trade rate 150 mg Gentamicin as sulfate 40 mg ဆေးဤအကြောင်း Amoxicillin နဲ့ Gentamicin ပေါင်းစပ်မှုသည်နွားများနှင့်ဝက်များတွင် gram positive ဥပမာ Staphylococcus aureus, Streptococcus aureus, နှင့် Corynebacterium spinae gram negative ဥပမာ E coli, Pasteurella spinae, Salmonella spinae နှင့် Pseudomonas spinae ဘက်တီးရီးယားနှင့်မျိုးလုံးကြောင့်ဖြစ်သောကူးစက်ရောဂါများစွာအတွက်ထိရောက်သောအာနိသင်ရှိသည် Amoxicillin the gram positive ဘက်တီးရီးယားများတွင်ဆဲနယ်ရန်၏အဓိကအစိတ်အပိုင်းဖြစ်သော peptidoglycan polymer chains များကြားရှိချိတ်ဆက်မှုကို အဓိကဟန္တာပေးသည့် gentamicin သည် gram negative bacteria များ၏ ribosome 30 subunit နှင့်ချိတ်ကာပရိုတင်းဓာတ်ဖွဲ့စည်းမှုကိုနှောင့်ယှက်ပေးသည် bacteria ကိုအဓိကအားဖြင့်စီးမတဆင့်ပြောင်းလဲခြင်းမရှိပဲစွန့်ထုတ်ပြီးနိုးမတဆင့်အနည်းငယ်စွန့်ထုတ်သည် အသုံးပြုရန်ညွှန်းစားနွားများအတွက်နမူနီးယားဝန်လျှောခြင်း bacteria ဥယောင်ခြင်းနို့တဲ့အိပ်ယောင်ခြင်း mastitis သက်အိမ်ယောင်ခြင်း metritis နှင့် အရေးပြားပြည်တီနာ cutaneous abscesses စသည့် amoxicillin နှင့် gentamicin ပေါင်းစပ်မှုကိုခံနိုင်ရရှိသော bacteria များကြောင့်ဖြစ်သော အစာလန်းကြောင်းတက်ရှူလန်းကြောင်းနှင့်နှုတ်တဲ့အိပ်ဆိုင်ရာကူးစက်ရောဂါများဝက်များအတွက် pneumonia colibacillosis colibacillosis ဝမ်းလျှောခြင်း bacteria ဥယောင်ခြင်းနှင့် mastitis metritis agalactia syndrome aae စသည့် အမောက်စကလင်နှင့်ဂျန်တမ်မစင်ပေါင်းစပ်မှုကိုခံနိုင်ရှိသောဘက်တီးရီးယားများကြောင့်ဖြစ်သောအသက်ရှူလမ်းကြောင်းနှင့်အစာလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများကူးတရန်အတွက်အသုံးပြုနိုင်သည်အသုံးမပြုသင့်သောအခြေအနေများအမောက်စကလင်သို့မဟုတ်ဂျန်တမ်မစင်အာတုပြန်မှုရှိသော တရိစံများအသေးသို့မဟုတ်ကြောက်ကပ်အလုံးမလုံးနိုင်သော တရိစံများအားထိုးခြင်းမပြုလို့ရ Tetracyclines short fenacol မက်ခရလိုက်စ်နဲ့လင်ကာဆမိုက်စ်များကို တွဲဖက်အသုံးပြုခြင်းမပြုလို့ရ။ကြောက်ကပ်အားအစိပ်ဖြစ်စေသောဆေးကျက်ပေါင်းများကို တွဲဖက်အသုံးပြုခြင်းမပြုလို့ရ။ဘေးထွက်ဆိုးကျိုးများအလွန်အမင်းတုံ့ပြန်မှုများ hypersensitivity reactions ဓာတ်မတည့်မှုများဖြစ်နိုင်သည်။ဆေးပမာဏကြက်သားအတွင်းသို့ထိုးရန်ထွေထွေဆေးပမာဏတရက်လျင် တစ်ကြိမ်ကိုလေးကြိမ်တစ်ဆက်ကီလိုဂရမ်လျင်ဈေး1မီလီလီတာနှုန်းဖြင့်3ရက်ဆက်တိုက်ထိုးပါ။ ဆေးအသုံးမပြုမီကောင်းစွာလှုပ်ပါနွားတကောင်လင်းဆေး30မီလီလီတာမှ40မီလီလီတာအထိ3ရက်ဆက်တိုက်ထိုးပါနွားကလေးတကောင်လင်းဆေး30မီလီလီတာမှ15မီလီလီတာအထိ3ရက်ဆက်တိုက်ထိုးပါဝတ်တကောင်လင်းဆေး5မီလီလီတာမှ30မီလီလီတာအထိ3ရက်ဆက်တိုက်ထိုးပါဝက်ကလေးတကောင်လင်းဆေး1မီလီလီတာမှ9မီလီလီတာအထိ3ရက်ဆက်တိုက်ထိုးပါ။ ဆေးပြန့်နှံ့မှုအားကောင်းစေရန်အတွက်နွားတွင်တနေရာလင်းဆေး20မီလီလီတာထက်ပိုမထိုးရနွားကလေးနှင့်ဝက်ကလေးများတနေရာလင်းဆေး5မီလီလီတာထက်ပိုမထိုးရဝက်များတနေရာလင်းဆေး30မီလီလီတာထက်ပိုမထိုးရဆေးရရင်အချိန်အသားအတွက်30ရက်နှုတ်အတွက်2ရက်ကြိုတင်ရက်ပါတိမ့်စင်းနေ6တွေ့အေးမြသော နေရာတွင်တိမ့်စီပါ နေအောင်တိုက်ရိုက်မထိပါစေနဲ့။ငွေမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ။မတနိုင်တပိုင်းဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိုက်နှစ်သက်ပါက Like follow subscribe လေးလို့သွားပေးပါအောင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။